ဒုက္ခရောက်ချိန်မှာတပည့်ဖြစ်သူမင်းသားအေးချမ်းမောင်ကအနားတော်ရောက်မလာဘူးဆိုတဲ့မိကွန်းတွေအပေါ်ပြန်လဲတုံ့ပြန်ဖြေဆိုလိုက်တဲ့ဂျွန်လွင် ဂျွန်လွင်ကတော့မင်းသားမင်းသမီးများစွာကိုငွေထုတ်ပေးနိုင်ခဲ့တဲ့ Moral Agency ပိုင်ရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ Social Media ထက်မှာအမှန်တရားအတွက်ဆိုပြောရဲဆိုရဲရှိသလိုမှားနေတာတွေတွေ့ရင်လည်းထောက်ပြပြင်ပေးတတ်တာအပြင်မိခင်ကြီးကိုလည်းအလုပ်ကျွေးပြုနေတဲ့အတွက်ပြည်သက်တွေကပါလေးစားအားကြခံရသူလည်းဖြစ်ပါတယ်။ဂျွန်လွန်ဟာခိုင်နင်းဝေပရာဟိတရဲ့တိန်း30ကိစ္စမှာလည်းအမှန်တရားဘက်ကနေရက်တီပေးခဲ့တာကြောင့်စစ်ကောင်စီရဲ့စစ်ဆေးမှုတွေကိုပါခံခဲ့ရပါတယ်။ ေးချမ်းမောင်အပါအဝင်မင်းသားအချို့ကတော့ဂျွန်လွင်စစ်စေးထိမ့်သိမ့်ခံနေရချိန်မှာအဖက်မလုပ်တိတ်ဆိတ်နေခဲ့တယ်ဆိုပြီးပြိသက်တွေကြားမှာအတော်လူပြောများနေတာပဲဖြစ်ပါတယ်။ဒါကြောင့်လဲတပည့်အရင်ကြီးအေးချမ်းမောင်ကိုဝိုင်းဝန်းဆောင်ကြည့်ခဲ့ကြပြီးဆရာဖြစ်သူအတွက်ရည်တည်ပေးတင်ကြောင်းလဲထောက်ပြလာကြပါတယ်။ဒါပေမဲ့လည်းအမှန်တကယ်မှာတော့အေးချမ်းမောင်ဟာဆရာဖြစ်သူဂျွန်လင်ထံဖုံးဆက်တာတွေစာပို့တရင်မေးတာတွေလုပ်ခဲ့ပြီးလူတိထင်ရှားချမပြတာပဲရှိခဲ့ရဆိုပြီးဝေဖန်မှုတွေအပေါ်တပည့်ဖြစ်သူအေးချမ်းမောင်ရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီးပြောကြားခဲ့တာပဲဖြစ်ပါတယ်